။ကဘာပေါ်ကလူတွေအားလုံးလက်အုပ်ချီရတဲ့အထိအင်မတန်မှတကိုးကြည့်နေတဲ့ကြောက်တုံးတတုံး။ကဲပရိသတ်ကြီးတို့ရဲ့ဒီနေ့စီစဉ်အောင်မစခင်မှာဒီကြောက်တုံးကြီးဟာဘလောက်တောင်တကိုးကြီးမှနေလဲဆိုတာကိုပြပြပေးပါမယ်။ထွေထွေထူးထူးမဟုတ်ပေမဲ့လည်းပိုပြီးမှတ်မိရလွယ်ဖို့အတွက်မေးခွန်းလေးတွေနဲ့စားလိုက်ရအောင်ပါ။ဒီကြောက်တုံးဟာဘလို့အကြောင်းအရာတွေကြောင့်လူတိုင်းလက်အုပ်ရှိချစ်ခိုးနေရလဲ။ဘာကြောင့်တကိုးကြီးနေရလဲ။နောက်တော့ဒီကြောက်တုံးကြီးကရောဘယ်ကနေဘလို့ရောက်လာလဲ။လူသားတွေအတွက်ရောဘလို့အကျိုးရှိနေရလဲ။ဟုတ်ပါ යි ။ လူကြီးမင်းတို့ကိုနောက်ဆုံးပြီးသွားတဲ့မိခွန်တစ်ခုကအပေါ်ကမိခွန်တွေထပ်ပို့ပြီးစိတ်ဝင်စားဖို့ကောင်းနေမယ်ဆိုတာသိချပါပြီ။ဒီကြောက်တုံးကိုတော့အာရဗီလူမျိုးတွေရဲ့မက္ကာမြို့မှာထင်ရှားလို့နေကုန်တဲ့တွေနဲ့ကိန်းအောင်တည်ရှိနေပါပြီ။ဒီကြောက်တုံးကြီးကိုတော့အာရဗီစကားအရာ AH AFWS လို့ခေါ်ဝါကြပြီးကဘာတဝမ်းမှာတော့ The Bastion ဆိုတဲ့အခေါ်အဝေါ်နဲ့အတူကြောက်တုံးမမဲကြီးလို့ခေါ်ဝါကြပါပြီ။တနည်းပြောရမယ်ဆိုရင်ကျမတို့ဗုဒ္ဓဘာသာမှာဇီရီပထိုးတွေကိုကိုးကွယ်ယုံကြည်ကြတဲ့အတိုင်း အစ္စလာမ်လူမျိုးတွေကလည်းဒီကြောက်တုံးကိုဖျားတဆူနီနီကိုးကွယ်ယုံကြည်ခဲ့ကြပါယ်။ဒါဆိုရင်ဒီကြောက်တုံးဟာဘလောက်တောင်တကိုးကြည့်နေလို့အစ္စလာမ်ဘာသာဝင်လူမျိုးအကောင်လုံးကလက်အုပ်ရှိကြော်ရတဲ့အဖြစ်ဖြစ်နေကြရလေ။ဒီကြောက်တုံးဟာကဘာပေါ်မှာလူသားတွေစတင်မဖြစ်ပေါ်ခြင်းကလေးကကဘာမြေပေါ်ကိုရောက်လာခဲ့တာဖြစ်ပြီးအာရန်နဲ့အီဝါတို့နှစ်ဦးရဲ့တစ္ဆာတရားကြောင့်ဖြစ်ပေါ်လာခဲ့တယ်လို့ဆိုထားခဲ့ပါယ်။ အဲ့ဒါအပြင်ဒီကြောက်တုံးကြီးရဲ့အိမ်ရောင်အဆင့်ဟာကဘာမြေပေါ်ရောက်လာချိန်တုန်းကတော့အဖြူရောင်အဆင့်ရှိရလို့တမိုင်းတွေမှာလည်းရေးသားထားခဲ့ပါသေးတယ်။အစ္စလမ်ဘာသာဝင်အရာဘီလူမျိုးတွေရဲ့အယူကတော့ဒါဟာတမန်ကြောက်တုံးတတော်လို့သတ်မှတ်ခြင်းပေမဲ့လေဒါဟာအလာကိုတော်တိုင်ရဲ့အလိုအရာကဘာမြေပေါ်ကြဆင်းစေခဲ့တယ်လို့ဆိုထားခဲ့ကြပါသေးတယ်။တခြားသောဘာသာဝင်တွေအနေနဲ့ကတော့ဒီကြောက်တုံးကြီးစတင်ဖြစ်ပေါ်လာခြင်းကလေးကဒါဟာတသက်မဲ့အယူသီးနေကြတာပါလို့ပြောခဲ့ကြပေမဲ့ CD 930ခုနှစ်ဝင်းကျင်အတွင်းမှာ အတော်ကုန်မှထိတ်လန့်စရာတစ်ခုဖြစ်ခဲ့ရပါတယ်။ဟာဂျာအာအက်စပေါ်ဆိုတဲ့အမျိုးသားတစ်ယောက်ဟာဒီကြောက်တောင်းကြီးကိုဖျားချောင်းကြီးဖြစ်တဲ့ခါဘာကနေခိုးယူခဲ့ပါတယ်။ဒါပေမဲ့လည်းသူ့လက်ထဲကိုဒီကြောက်တောင်းရောက်လာချိန်တုန်းကကန်ဆိုမှုတွေဟာတစ်ခုပြီးတစ်ခုဖြစ်ခဲ့ရသလိုခိုးယူခဲ့သူဟာဂျာအာအက်စပေါ်ကလည်းဇန်ဇန်ရေတွင်းအတွင်းမှာပဲဘဝအဆုံးသတ်ခဲ့ရပါတယ်။ဒါကြောင့်ဒါဟာကောလာဟာလာအတိုင်းရိုးရိုးတနက်ကြောက်တုံးကြီးတတော်မဟုတ်တော့ဘူးဆိုတာကိုသိလိုက်ရတဲ့ ဟာဂျာအော့အပေါ်ရဲ့လက်အောက်ငယ်သားတွေကဒီကြောက်တုံးကိုခဘဖရားကျောင်းမှာပဲခရစ်နှစ်952ခုနှစ်မှာပြန်လည်ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။အဲဒီချိန်ကစလို့ကြောက်တုံးကြီးရဲ့အရာဟာအပြာရင့်ရောင်တဒံပြောင်းလဲသွားခဲ့ပြီးနှစ်တွေအများကြီးကြာတဲ့အချိန်မှာတော့ခုလိုမျိုးအမဲရောင်အဆင့်ကိုပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့အားလုံးသိကျင်နေကြတဲ့နောက်ဆုံးအချက်ကိုရှောက်လာခဲ့ပါပြီ။ဟုတ်ပါပြီ။ဒီကြောင့်တုံးတီးဟာကိုကိုွယ်ယုံကြည်သူတွေအတွက်တော့ကောင်းကြီးတွေကိုသာယူဆောင်ပေးလာပါပြီ ဒါကြောင့်မေသူတို့ဘာသာဝင်တွေကဒီကြောက်တုံးကြီးကိုဖျားဝေးပြုတ်ပြီးတိုင်းပုတ်သက်ပေးမယ်ဆိုရင်သူတို့စိတ်တရံမှာကိန်းအောင်းနေရဲ့စိတ်အညစ်ကြေးတွေဟာကြောက်တုံးကြီးရဲ့ကျေးဇူးနဲ့တန့်စင်ပြီးသွားမယ်လို့ယုံကြည်ထားကြပါတယ်။ဆိုတော့ပရိသတ်ကြီးတို့အနေနဲ့လည်း D Blast Stone အကြောင်းကိုတိကျလေးသိသွားကြမယ်လို့ထင်ပါတယ်ရှင်။တကယ်တမ်းပြောရမယ်ဆိုရင်ကဘာတဝမ်းမှာလည်းဒီထက်ပိုပြီးထူးဆန်းအောင်စရာကောင်းတဲ့ဖြစ်တည်မှုမျိုးတွေအများကြီးကိန်းအောင်းတည်ရှိနေရဲဆိုတာကတော့တကယ်ကိုမှစိတ်ဝင်စားကြပါပဲရှင်။